အားလုံးပဲမင်္ဂလာပါမြန်ခရစ်တောနဲ့ပြန်ပြီးတော့ကျေးဇူးပါပါတယ်ကျွန်တော်တို့ခုဖြစ်ပါတယ်ကျွန်တော်ဒီဘုတော်မှာတော့ Binance ကနေပြီးတော့အခုနောက်ဆုံးလာထားတဲ့ Hora Airdrop တစ်ခုရှိပါတယ်အဲ့ဒီအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Hora Airdrop ကိုသွားဖို့အတွက်ဆိုရင်ကျွန်တော် Moray က Launch Pool ဆိုတဲ့နေရာလေးကိုရောက်အောင်သွားမှာဖြစ်ပါတယ် Launch Pool ဆိုတဲ့နေရာကိုရောက်ပြီးဆိုရင်တော့ကျွန်တော်တို့လက်ရှိ Ongori Project အနေနဲ့ Sahara ဆိုတဲ့ကျွန်တော်တို့ Hora Airdrop တစ်ခုပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ် so list of list သေးဘူး list ဖို့အတွက်ကျွန်တော်16နာရီလိုသေးတယ်မနေ့ပြန်မှစပြီးတော့ list လုပ်မယ်ပေါ့နော်အဲ့တော့ဘယ်သူတွေကိုပေးသွားတာလဲဆိုတော့ကျွန်တော်တို့ BNB တွေကို Simple and Flexy ပဲဒါမှမဟုတ်အွန်ချင်းကြီးလောက်ထားတဲ့သူတွေကို Sahara Token တွေကျွန်တော်တို့ပေးသွားခဲ့တာဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒါက Airdrop ဆိုတဲ့အတိုင်းပဲအလကားပေးသွားတဲ့ Token တွေပေါ့နော်3.84 Sahara Token တွေကိုကျွန်တော်ရခဲ့ပါတယ် Snapshot ယူသွားခဲ့တဲ့အချိန်တခုရှိတယ် Snapshot ဆိုတာကတော့ကျွန်တော်တို့ ဒီ BNB တွေကို simple flat တွေပဲမှာထည့်ထားလားမထည့်ထားလားဆိုတာကိုစစ်တဲ့အချိန်ဖြစ်ပါတယ်ဆိုတော့စစ်တဲ့အချိန်ကတော့6လပိုင်း16ရက်နေ့ကနေပြီးတော့6လပိုင်း22ရက်နေ့အတွင်းဆက်သွားခဲ့တာဖြစ်ပါတယ်16ရက်ကနေ22ရက်အတွင်းမှာ나이တိုင်းမှာ snapshot ယူနေတာဖြစ်ပါတယ်ဒီ BNB တွေကိုဒါကျွန်တော်တို့တွေက16ရက်နဲ့22ရက်နေ့အတွင်းမှာထုတ်ခဲ့တယ်ဆိုရင်တော့ airdrop ရမှာမဟုတ်ပါဘူး။အဲ့တော့အသေးစိတ်ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီအဆက်ကလေး30ကိုနှိပ်ပြီးတော့ပြီးဆိုရင် beauty day ဆိုတာလေးကိုနှိပ်လိုက်ရင်ရှားပါပြီ။ ဒါဆိုရင်တော့ကျွန်တော်တို့ဆာဟာရာနဲ့ပတ်သက်တဲ့ဟိုရာအေဂျော့နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဒီမှာ announcement အနေနဲ့တင်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဆာဟာရာဆိုတာကကျွန်တော်တို့25ခုမြောက် project တစ်ခုဖြစ်ပါတယ်။ဒါက AI project တစ်ခုလည်းဖြစ်ပါတယ်။ဆိုတော့ AI native blockchain platform တစ်ခုဖြစ်တဲ့အတွက် project ကတော့နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတဲ့အထက်မှာပါတယ်။ ပမောဇုံအနေနဲ့ကျွန်တော်ဟိုရာအေဒရော့နဲ့ပတ်သက်တဲ့အကြောင်းမဲ့အရင်ကြည့်ရအောင်ပါဟိုရာအေဒရော့ကတော့ထုံးစံနိုင်မဲ့ BNB တွေကို simple and flexible ဒါမှမဟုတ်ဝန်ချင်းကြီးလောက်ထားတဲ့သူတွေကိုပေးသွားတာဖြစ်ပါတယ်ဒါရှိမှလည်းပြောခဲ့ပြီးပေါ့နော်ဟိုရာအေဒရော့နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုခဏခဏကြည့်ဖြစ်တဲ့သူတွေဆိုရင်ဒီအကြောင်းအရာတွေကိုအလွန်ဒီပါလောက်ရှားနေကြပြီလို့ထင်ပါတယ် Binance မှာတော့ကျွန်တော်တို့26ရက်နေ့12နာရီမှာစပြီးတော့ list လောက်มาဖြစ်ပါတယ်။ဒါ UTC တိုင်းနဲ့ပေါ့เนาะအဲ့တော့မြန်မာချင်းဆိုရင်တော့ကျွန်တော်တို့6နိုင်ွယ်ထပ်ပြီးတော့ပေါင်းပေါ့เนาะ စနေနေ့ကို6နိုင်ခွဲထပ်ပေါင်းတော့ညနေ6နိုင်ခွဲလောက်မှာဒါ Sahara token တွေကို spot မှာစပြီးတော့ကျွန်တော် trading လုပ်လို့ရမှာဖြစ်ပါတယ် trade လုပ်လို့ရတဲ့ pair တွေကတော့ USDT USDC BNB FTUSD နဲ့ TRY ဆိုတဲ့ token pair တွေကိုသုံးပြီးတော့ Sahara token တွေကိုကျွန်တော်တို့ trading လုပ်လို့ရမှာဖြစ်ပါတယ် token ရဲ့နာမည်ကတော့ Sahara AI token ရဲ့ကျွန်တော်တို့ symbol ကတော့ SAHAI Sahara ဆိုတဲ့နာမည်နဲ့လာတယ် သူ့ရဲ့ genesis total တုတ်ကဲ supply ကိုကြည့်မယ်ဆိုရင်တော့10 billion တိရှိမှာဖြစ်ပါတယ် supply ကတော့များတယ်ပေါ့နော် maximum token supply ကိုကြည့်မယ်ဆိုရင်လည်း10 billion sara token တွေရှိမှာဖြစ်ပါတယ် hora airdrop ကိုပေးသွားခဲ့တဲ့ပမာဏကတော့စုစုပေါင်း total token supply ရဲ့1.25%ကိုပေးသွားခဲ့တာဖြစ်ပါတယ်ဒီအတွက်125တန်းသော sara token တွေကို hora airdrop ကနေ reward ပေးသွားတာဖြစ်ပါတယ်ဒါအပြင်နောက်ထပ် 150 million Sara token တွေကိုလည်း Hora Azure အနေနဲ့နောက်ထပ်ထပ်ပြီးတော့ပေးသွားအောင်မယ်ဒါကတော့ teaser announcement အနေနဲ့ထပ်ပြီးတော့ကြီးညာမယ်ဆိုပြီးတော့ရေးပေးထားတာကိုတွေ့ရပါတယ် Binance မှာစပြီးတော့ list လုပ်မဲ့အချိန်မှာ Sara token တွေရဲ့ supply နဲ့ကနေပြီးတော့ကျွန်တော်တို့20.4ရာခိုင်နှုန်းကတော့ circulating supply အနေနဲ့လဲပတ်နေမှာဖြစ်ပါတယ် Sara token တွေကိုကျွန်တော်တို့ BNB chain နဲ့ Ethereum chain နှစ်မျိုးပေါ်မှာတွေ့ရနိုင်တယ် BNB chain ရဲ့ smart contract ကိုဒီမှာရေးပေးထားတယ် Ethereum ရဲ့ smart contract ကိုလည်းဒီမှာရေးပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ဒါတွေကိုသုံးပြီးတော့ကျွန်တော်တွေကဒီ token အစစ်မှန်ဟုတ်မဟုတ်ဆိုတာကိုစစ်ဆေးလို့ရနိုင်တဲ့ပုံစံမျိုးပါ။ Sara AI နဲ့ပတ်သက်တဲ့အကြောင်းအရာသေးစေကိုသိချင်တယ်ဆိုရင် Binance ကလုပ်ပေးထားတဲ့ research report ကိုဖတ်လို့ရတယ်။ဒီ research report ကတော့လောလောဆယ်မှာတော့တက်အောင်မဟုတ်ဘူး။သူကကျွန်တော်တို့ဒီ announcement publish လုပ်ပြီးတော့48နာရီကြာမှသာလင် research report ကိုစပြီးတော့ဖတ်လို့ရမှာဖြစ်ပါတယ်။ အဲ့တော့တခြား website တွေ white paper တွေကိုသိချင်တယ်ဆိုရင်လည်းဒီအောက်မှာ link လေးတွေထည့်ပေးထားတယ် project link ဆိုတဲ့အောက်မှာကျွန်တော် website တွေ white paper တွေကိုကိုယ်တိုင်ကိုကြာသွားပြီးတော့ကြည့်လို့ရပါတယ်ဘယ်လိုမျိုး project လဲဆိုတော့ AI blockchain platform တစ်ခုဖြစ်ပါတယ် user တွေပြီးပြီးဆိုရင် data contributor တွေနဲ့ AI model train ပေးတဲ့သူတွေကို reward ပြန်ပေးတဲ့စနစ်ကိုတုံးထားတယ် AI နဲ့ blockchain ပေါင်းစပ်ထားတာကြောင့်မလို့ဒီဘက်ခေတ်ကြီးမှာကျွန်တော်တို့အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ project တစ်ခုဆိုရင်လည်းမမှားပါဘူး သူရဲ့ပါတနာတွေကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ Microsoft တို့ Amazon တို့ပြီးပြီးဆိုရင် Snapchat တို့ဒီလိုမျိုး company ကြီးတွေကနေပြီးတော့ဒါပူပေါင်းဆောင်ရွက်မှုတွေလုပ်နေတာကိုတွေ့ရတယ်။ Sara AI ကလူတိုင်းအတွက်ဆိုတဲ့ပုံစံမျိုးနဲ့လာတယ်ပေါ့နော်။ AI model နဲ့ပတ်သက်တဲ့ developer တွေအတွက်လည်းဒီအရာကိုအသုံးပြုလို့ရနိုင်တယ်။ပြီးပြီးဆိုရင် AI app developer တွေပြီးပြီးဆိုရင် resource provider တွေ AI user တွေအကုန်လုံးအတွက်ဖြစ်ပါတယ်။ဆိုတော့ဒီပေါ်မှာလာပြီးတော့ကျွန်တော်တို့တွေက data တွေတင်ပေးတာတွေ AI model နဲ့ပတ်သက်ပြီးတော့ပြင်ဆင်ပေးရတွေအားလုံးကို blockchain ပေါ်မှာမှတ်တမ်းတွေကျန်နေခဲ့မှာဖြစ်ပါတယ်ပြီးတော့ reward တွေပြန်ပေးတဲ့အခါမှာလည်းဒီ blockchain မှတ်တမ်းတွေအပေါ်မူတည်ပြီးတော့ပြန်ပေးမှာဖြစ်ပါတယ် AI model developer တွေအတွက်ဆိုရင်လည်း AI နဲ့ပတ်သက်တဲ့ data sets တွေ model agent တွေလိုမျိုး assets တွေကို NFT အနေနဲ့ license တင်ပြီးတော့ Sahara marketplace ပေါ်မှာအယောင်းအဝယ်လုပ်လို့ရနိုင်အောင်မှာဖြစ်ပါတယ်ဆိုတော့အားလုံးအတွက်ဆိုတဲ့ပုံစံမျိုးနဲ့လာတယ်ပေါ့နော် project နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုဒီ website မှာလာပြီးတော့ကြည့်လို့ရတယ်။လက်ရှိအချိန်မှာတော့ဒီ Sahara ပေါ်မှာ AI trainer ပေါင်း2သိန်းကျော်အထိရှိနေပြီ။ပြီးပြီဆိုရင် enterprise client အနေနဲ့ကတော့35ခုကျော်ရှိနေပြီ။ Sahara AI ကို backlog ပေးထားတဲ့အဖွဲ့အစည်းတွေကိုလည်းဒီမှာလာပြီးတော့ကြည့်လို့ရတယ်။ဒါကတော့ investor တွေရဲ့ list ပေါ့နော်။ဒီထဲမှာဆိုရင် Binance Labs ပါတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ပြီးပြီဆိုရင်ကျွန်တော်တို့ advisor အနေနဲ့ဘယ်သူတွေရှိနေလဲဆိုတာကိုလည်း project နဲ့ပတ်သက်တဲ့ သင်းနေအဖွဲ့အစည်းတွေကိုဒီမှာလာပြီးတော့ကိုယ်တိုင်ကိုယ်ကြည့်လို့ရတာဖြစ်ပါတယ် ecosystem partner တွေအနေနဲ့ဆိုရင်ကျွန်တော်တို့ထပ်မကြည့်ခဲ့တဲ့ Microsoft တို့ Amazon တို့ Snapchat တို့လို့ company ကြီးတွေလည်းဒါပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ် Sara AI ရဲ့ roadmap ကိုလည်းဒီမှာကိုယ်တိုင်ကိုယ်ကြည့်လာပြီးတော့ကြည့်လို့ရတယ် ဒီ website မှာတော့ Sahara AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော်တော်လေးပြည့်ပြည့်စုံစုံရေးပေးထားတာကိုတွေ့ရပါတယ်။ကျွန်တော်တို့တော်ယုံတချို့ project တွေဆိုရင် website မှာသူတို့ရဲ့ data တွေကိုအပြည့်စုံမဖော်ပြထားတာမျိုးတွေရှိတယ်ပေါ့နော်။ဒီမှာကတော့ကျွန်တော်တို့သူတို့ project နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ partnership တွေပြည့်ပြည့်ဆိုရင်ဘယ်သူတွေက backlog ပေးထားလဲပြည့်ပြည့်ဆိုဒီ project ကိုဘယ်သူတွေဦးဆောင်နေလဲ လုံနေတဲ့ event အနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းဒီမှာပုံနေနဲ့ပြပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ AI နဲ့ပတ်သက်တဲ့ project တွေကိုစိတ်ဝင်စားတဲ့သူတွေဆိုရင် Sahara AI ကလည်းလေးလာကြည့်တဲ့ project တစ်ခုထဲမှာပါပါတယ်။ Okay ပါဒီ Sahara AI ကိုတော့ Binance မှာတော့ BNB ကင်ထားတဲ့သူတွေကို Hora Airdrop အနေနဲ့ reward ပေးသွားတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ကိုယ့်ရဲ့ spot wallet ထဲမှာ Sahara token တွေကတော့ရောင်းနေလောက်ပြီ။ ဒါပေမဲ့ကျွန်တော်တို့ Binance မှာ list မှာက26ရက်နေ့ညနေ6ခွဲမှ list မှာဖြစ်တဲ့အတွက်26ရက်နေ့ညနေ6ခွဲကြမှသာလင်ဒီ Sara token တွေကိုထုတ်ပြီးတော့ရောင်းလို့ရမှာဖြစ်ပါတယ်။ဒီလိုမျိုးဟိုရာ airdrop တွေကိုလိုချင်နေဆိုရင်တော့ BNB တွေကိုကျွန်တော် simple and flexible ဒါမှမဟုတ် on chain ကြီးလောက်ထားမှာပဲရမှာဖြစ်ပါတယ်။ တခြားနေရာမှာသွားထည့်ထားလို့မရဘူးပေါ့နော်အဲ့တော့ကိုယ်မှရှိနေတဲ့ BNB တွေ Sport တွေမှာရှိနေတယ်ဆိုရင် Simple အန်းထဲမှာထားတာကတော့အကောင်ဆုံးဖြစ်ပါတယ်ပိုရိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲ Trade Time မြတ်ကြပါစေခင်ဗျာ